အငယ်ဆုံးသားလေးရဲ့မွေးနေ့အမှတ်တရအဖြစ်ပကာသနာတွေမလုပ်ဘဲရိုင်းနေတဲ့ရွာကြောင်တရားလေးကိုလှူဒန်းပေးခဲ့တဲ့ပူဇော်ပြုခင်ပူဇော်ပြုခင်ကလွင်ခဲ့တဲ့ရက်ပိုင်းကပဲသူ့ရဲ့အငယ်ဆုံးသားလေးကိုမူဖွားလိုက်ပြီးဖြစ်ပြီးတော့ကလေးငါးယောက်ရဲ့မိမိဖြစ်သွားပါပြီနော်အလိုအကျန်းကိုမကြက်ခဏလုပ်လို့ရှိတဲ့ပူဇော်ပြုခင်ကအငယ်ဆုံးသားလေးရဲ့မွေးနေ့အမှတ်တရအဖြစ်တရားလေးတစ်စင်းကိုလှူဒန်းပေးလိုက်ပါတယ်ငွေကြေးကြွားချမ်းသာတဲ့သူတို့မိသားစုအတွက်ကလေးရဲ့မွေးနေ့အမှတ်တရအဖြစ်ပါတီပွဲလေးကိုကျင်းပနိုင်ပြီးမယ်တကယ်လို့အတက်နေရာကိုရွေးချယ်လှူဒန်းလိုက်ကြပါပူဇော်ပြုခင်တို့လှူဒန်းပေးလိုက်တဲ့နေရာကတော့အရာရီတိုင်း ေသားချင်းမော်လမြိုင်ကျွန်းမြို့နယ်ဘိုးတီလွတ်ကျေးရွာအုပ်စုကျုံလဒါကျေးရွာကတံတားလေးတစ်စင်းအတွက်ပဲဖြစ်ပါတယ်ဘိုးတီလွတ်ကျုံလဒါစတဲ့အကြောင်းကိုသွားတဲ့တံတားလေးကိုပြုပြင်တိစောင့်နေတာဖြစ်ပြီးတော့ အလူရှင်နဲ့လိုအပ်နေပါတယ်ဝေးလံတဲ့တောရွာလေးဖြစ်တာကြောင့်ဒီလိုရွာလေးမှာတရားလူရှင်လိုအပ်နေတာကိုလည်းသတိမှတ်ထားမိကြပါဘူးဒီရွာလေးမှာကျောင်းသူကျောင်းသားတွေနေ့စဉ်ဖြတ်သန်းသွားနေရပြီးတော့တရားအောက်မှာလည်းချောင်းကရှိနေပါတယ်တရားလူဆိုပေမဲ့တက်သားတပြားစားလောက်ပဲကျဲတာကြောင့်ဒီတရားလေးပေါ်မှာခလေးတွေသွားလာနေရတာကအန္တရာယ်များပါတယ်တရားဘေးကလက်ရန်တွေကလည်းမခိုင်မခန့်ဖြစ်နေပြီးတော့နေ့စဉ်နေ့တိုင်းကျောင်းရောက်ဖို့ဒီတရားကိုပဲသုံးကြရပါတယ် ကျောင်းကိုသွားဖို့တရားကိုဖျက်ရတာကလည်းရင်ဖို့စရာကောင်းနေပြီးတော့ဆရာဆရာမတွေရောကလေးတွေအတွက်ပါစိတ်မောစရာပါချောင်းရီတက်လာချိန်မှာအခက်မသိရင်မျောပါသွားနိုင်လို့ပြုပြမှုအတွက်အလိုအပ်နေတဲ့တရားတစ်စင်းဖြစ်ပါတယ်တရားပေါ်မှာလူများများသွားရင်တော့အချိန်မြင့်ကြိုးချသွားနိုင်လို့မိဘတွေလည်းစိတ်ပူနေရပါတယ်ပူဇော်ပြုခင်တို့မိသားစုကတော့ဒီရွာလေးမှာတည်ရှိတဲ့တရားလေးကိုပြုပြနိုင်မှုအတွက်လိုအပ်နေတဲ့သိန်း40ကိုလှူဒါန်းပေးလိုက်ပါတယ် တတားကိုအပိသက်တိစားဖို့အတွက်ငွေလိုအပ်နေတဲ့အချိန်မှာပိုးချပြူခင်တို့ရဲ့အလူကြောင့်ပဲလင်းမြန်စွာပြီးစီးသွားပါတယ်။ဒီတတားလေးကိုတိစားပြီးသွားပြီဆိုရင်တော့အเจ้าသူအเจ้าသားတွေလည်းအလွယ်တကူဖြတ်တန်းသွားလာနိုင်တော့မှာဖြစ်ပြီးလမ်းမဆက်တော်ကြီးလည်းအဆင်ပြေသွားမှာပါ။အเจ้าကိုရောက်ဖို့အတွက်ခက်ခက်ခဲခဲသွားစရာမလိုတော့ပဲအချိန်ကုန်လည်းတတတာသွားစီပါတယ်။ဒီလိုရွယ်ချက်တွေနဲ့ပိုးချပြူခင်တို့ကရွာမှာလိုအပ်နေတဲ့တတားကိုတိစားဖို့30လူတန်းပေးလိုက်ပါတယ်။အငယ်ဆုံးသားလေးကိုလူဘဝရဲ့ရရောက်ချက်မှာအလူကုတူတွေရရှိဖို့အတွက်တတားအလူနဲ့စတင်လိုက်ပါတယ်ရှင်။ပိုးချပြူခင်ကအငယ်ဆုံး ံသားလေးအမွေးနဲ့အမတ်တရားဖြစ်လူဒန်းနာဖြစ်ပေမဲ့ဒီအလူမှာသူ့ရဲ့သားသမီးကြီးတွေကိုအလူထက်တူရဖို့အတွက်ဆူတောင်းချပါတယ်။တချို့တွေကတော့အလူလုတ်တဲ့အခါမှာကြောင်းဝါကျနာကြောင့်ကပီးထိုးလို့ရတဲ့နေရာတွေလူသိများမဲ့နေရာတွေကိုပဲရွေးချယ်ပြီးတော့လူဒန်းတက်ကြပါတယ်။ဘိုးဆောင်ယူခင်တို့ကတော့တကယ်လို့အပ်တဲ့နေရာကိုဖြစ်စီပေးခြင်းလို့ရွာကြောင်းသားကတရားလေးကိုလူဒန်းပေးလိုက်ကြပါ။ဘိုးဆောင်ယူခင်တို့လူသိများသူတယောက်ကအလူဒန်းပေးပြီးတဲ့နောက်တခြားသူတွေလည်းသိအောင်လို့ပြောပြပေးတာဖြစ်လို့နောက်ထပ်အလူရှင်တွေရှိလာရင်လည်းအဆင်ပြေသွားစေဖို့အတွက်ရည်ရွယ်ပါတယ်။ကလေးတွေအတွက်နေ့စဉ်သွားလာနေရတဲ့တရားလေးကပြုပြ မို့ခတ်ခဲနေချိန်မှာတိန်း40လူတန်းပေးတာကတော့ကြီးမားတဲ့အထောက်အကူဖြစ်သွားပါတယ်။တကယ်ကိုလိုအပ်တဲ့နေရာကိုရွေးချယ်ပြီးတော့လူတန်းပေးနိုင်တာကြောင့်လည်းသူ့ရဲ့အလူကိုတာရုခေါ်နေကြပါတယ်။သူတို့တော်တော်တိန်း40ဆိုတဲ့ပမာဏကများပြားတဲ့ပမာဏမဟုတ်ပေမဲ့ရွာကျောင်းလေးမှာတံတားလေးဖြစ်သွားခဲ့တာကတော့အကျိုးရှိသွားပါတယ်။ရိုင်းနေတဲ့တံတားလေးမှာဆရာဆရာမတွေကျောင်းသူကျောင်းသားတွေနေ့စဉ်ဖြစ်တန်းသွားလာနေရတာကအန္တရာယ်များပြီးတံတားလေးသာတိစောက်ပြီးသွားရင်တော့မိဘတွေလည်းစိတ်ပူရတာတသက်သွားစီမှာပါ။ကလေးတွေတွေ့လဲကျောင်းသွားရမှာကိုတက်ကြွလာနိုင်လို့ပညာရေးအလူလည်းဖြစ်သွားပါတယ်။စတူဒီတာအလူတွေကိုမချက် ခဏလုံးတက်တဲ့ဘူးစာပြူခင်ကတကယ်လို့အတက်နေရကိုလည်းထိရအောင်လှူဒန်းတက်ပါတယ်။အရာရီတိုင်းတွေကရွာလေးတရွာရဲ့တံတားလေးတိဆောက်နေတာကိုအဆင်ပြေသွားစေဖို့အတွက်ဝင်းနေအမှတ်တရအဖြစ်လှူဒန်းပေးခဲ့တဲ့ဘူးစာပြူခင်ရဲ့အလူကိုသဘောကျရလားဆိုတာကမမပြောခဲ့ပါဘူးနော်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။